အားလုံးပဲမင်္ဂလာပါခင်ဗျာ SCD Power Solar မြန်မာမိသားစုများကြိုဆိုပါရခင်ဗျာအခုလက်ရှိကျွန်တော်မိတ်ဆက်ပေးမှာတော့ဗောနော်ကျွန်တော် SCD Power Solar မြန်မာမိသားစုမှာကျွန်တော်ပန်းမီအမတာတက်ကလေးရောက်ရှိတာလေးကိုကျွန်တော်မိတ်ဆက်ပေးမှာလည်းဖြစ်ပါရခင်ဗျာအခုဒီပန်းမီအမတာလေးကိုကျွန်တော်ဒီအခုပြထားတဲ့ Solar Cell ချက်နဲ့အခြေဆက်ပြီးတော့မောင်းနှင်ပေးထားလည်းဖြစ်ပါတယ်အဲ့ပန်းမီအမတာလေးကိုကျွန်တော် AC Motor ဒါကတော့ AC Mini Pan ဗောနော် AC Mini Pan လေးကိုကျွန်တော်နှစ်ကောင်မော်တာလေးကိုအခုနှစ်လက်မအထွက်အားလေးကိုဒါအခုလက်ရှိမောင်းပြပေးထားလေးလည်းဖြစ်ပါရခင်ဗျာကျွန်တော်ဒီ AC ကျွန်တော် AC နဲ့လည်းသုံးလို့ရမယ် Solar နဲ့လည်းတွဲလို့သုံးလို့ရမယ်ပေါ့နော်နှစ်ခု2 way သုံးလို့ရတဲ့ကျွန်တော်ပန်းမီအမတာတစ်ခလေးရောက်ရှိရလေးနဲ့ message ပေးမှလည်းဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါတော့အခုလက်ရှိဆွမ်းနာမှာတော်ပြထားတဲ့ဟိုပါဗောနော်ဒီ AC mini pan လေးကိုမောင်းနေပေးထားတဲ့ကျွန်တော်ပတ်မင်းအင်ဗာတာလေးပေါ့ဒီကောင်လေးရာဆိုလို့ရှိရင်ကျွန်တော်ဒါအခုလောဆင်တာဆိုလို့ရှိရင်ကျွန်တော် 4kW နဲ့မောင်းပေးတာဗောနော် 4kW ကိုကျွန်တော်ဆိုလာ6ချက်140ဝက်140ဝက်10ချက်နဲ့ဗောနော်10ချက်နဲ့အနည်းဆုံးမောင်းလို့ရမယ်ဒါအခုလောဆင်ကျွန်တော်မောင်းထားတာကတော့450ဝက်10ချက်နဲ့အနည်းဆုံးမောင်းထားဖြစ်ပါရခင်ဗျာဒါကတော့ AC နဲ့လည်းမောင်းလို့ရတယ်လို့ကျွန်တော်ဆိုလာနဲ့လည်းတနင်္ဂနွေမောင်းလို့ရမယ်အနေထားလေးကိုကျွန်တော် တက်စင်မီတာအနေနဲ့လည်းဖြစ်ပါတယ်ခင်ဗျာဒါကတော့အခုဒီဟာလေးကဆိုလို့ရှိရင်တော့ကျွန်တော်မော်တာကို AC မော်တာတွေမှာတချို့ကစမာရေဆိုလို့ရှိရင်တက်ပီဇာကစမာတွေအတွက်ကျွန်တော်ဒါ AC မော်တာကိုမကြောင်းကျင်မဲ့နဲ့ဆိုလာနဲ့တုံးကျင်တဲ့သူတွေအတွက် EVC မြားမန်းတို့ကျွန်တော် AC မော်တာတုံးပြထားတဲ့တွေအတွက်ဆိုလို့ရှိရင်တော့ဆိုလာနဲ့တုံးပြနေတယ်ဆိုလို့ရှိရင်ကျွန်တော်မော်တာချိန်းစာမလိုဘဲနဲ့ကျွန်တော်ဒီပတ်မင်းအမတာနဲ့တွဲပြီးတုံးလို့ရတဲ့အနေထားလေးကိုကျွန်တော်မိတ်ဆက်ပေးရလဲဖြစ်ပါခင်ဗျဒါကတော့အဲတချို့ကတ္တမာရင်နဲ့ဆိုလို့ရှိရင်တော့ဗောနော AC မော်တာတုံးထားတာလည်းမရှိသေးဘူးအခုမှတုံးအတစ်ပဲဖြစ်ဖြစ်မော်တာမရွေးချယ်ရတဲ့ရဲ့တွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်အဲမော်တာမှာရွေးချယ်မယ်ဆိုလို့ရှိရင်အခုလောလောဆယ်အနေထားအရဆိုလို့ရှိရင်ကျွန်တော် EPC မြင်ရလဲပဲပုံမှန်လာတဲ့အခြေခံလည်းနေတယ်ဒါမှမဟုတ် ဂျန်နရေတာနဲ့တုံးတဲ့လွေအတွက်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့စီကုန်ကြစိတ်များတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟိုပါပေါ့နော် DC ဆိုလာနဲ့ direct တုံး DC ပန်းလေးတွေရှိပါတယ်ခင်ဗျာဒါကတော့ DC ပန်းလေးဆိုလို့ရှိရင်ကျွန်တော်အနက်ပေဥမာပေါ့နော်ရာကြောအေးဟိုအသုံးပြုချင်တဲ့တွေအတွက်ဆိုလို့ရှိရင်တော့သမားသေးပဲပန်းလေးရှိမယ်ဒီသမားသေးပဲပန်းလေးရာဆိုလို့ရှိရင်အနက်ပေ200 300 400ဝန်းကျင်400ကျော်လောက်ထိအောင်ကျွန်တော်တို့ဆုပ်ယူလို့ရတဲ့သမားသေးပဲပန်းလေးတွေလည်းရှိသလိုဒီလိုလက်ချောင်းအင်းအန်နဲ့ဆုပ်ယူချင်တဲ့ကစားသမားတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ ပစ္စတန်ပန်းလေးရှိမယ်ပစ္စတန်ပန်းအနေနဲ့ဆိုလို့ရှိရင်တလမဝင်တလမထွက်လေးရှိမယ်ဟိုမှာဆိုလို့ရှိရင်ကျွန်တော်တို့တလမကွဲရှိမယ်နှစ်လမလည်းရှိမယ်သုံးလမတည်းရှိမယ်ပေါ့နော်ပစ္စတန်ပန်းဆိုလို့ရှိရင်တခြားကျွန်တော်တို့ဒီမီနီပန်းလေးတွေလည်းရှိမယ်ပေါ့နော်ဒီမီနီပန်းလေးမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အားနဲ့တူကျွန်တော်မော်တာလိုက်ပေါ်တော့ပိုက်ထွက်လက်မလေးတွေတလက်မရှိမယ်တလက်မကွဲရှိမယ်နှစ်လက်မရှိမယ်ပေါ့နော်အစားစားလေးတွေလည်းရှိမယ်နောက်ပြီးတော့နောက်ထပ် DC pan တစ်ခုဟောပဲပေါ့နော်ဒီကောင်လေးအတွက်ဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော် surface pan လို့ခေါ်ပါတယ်ခင်ဗျဒီ surface pan ကတော့ကျွန်တော် တူတဲ့ပိုက်ထွက်လက်မကတလက်မရှိမယ်တလက်မခွက်ရှိရင်နှစ်လက်မရှိမယ်သုံးလက်မရှိမယ်ဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လေးလက်မထည့်အောင်ရှိပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့အနက်ပေကို25ပေလောက်ကနေစုပ်ယူမဲ့ကက်စမာရီမြေချောင်းအင်းရံကနေစုပ်ယူခြင်းနဲ့ကက်စမာရီအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ service pad နဲ့ mini pad နဲ့ရှေ့ပြထားတဲ့ကျွန်တော်တို့ piston man လေးအသုံးပြုနေတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရန်ကိုအဆင်ပြေပါတယ်တကယ်လို့ နက်ပေကတချို့ကဝီဇီဒူးတို့မှာကျွန်တော်အနက်ပေအရန်များတဲ့ကစမာတွေအတွက်စိတ်ပူစံမလိုပါဘူးအနက်ပေအနားအရန်များတဲ့ကစမာတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီစမာတိဘက်ပန်လေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်လည်းရရှိပါတယ်ခင်ဗျဒါကတော့ကျွန်တော် AC ပန်ကိုအသုံးပြုမထားဘဲနဲ့ကျွန်တော် DC ပန်တွေကိုဦးစားပေးသုံးနေတဲ့တွေအတွက်ဆိုလို့ရှိရင်လည်းပဲကျွန်တော်အနက်ပေကိုအများဆုံး400 400ကျော်လောက်ထိအောင်စုပ်ယူလို့ရတဲ့ပန်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးရလဲဖြစ်ပါတယ်ခင်ဗျဒါအစွမ်းကကျွန်တော်မိတ်ဆက်ပေးတာကတော့ကျွန်တော်ပေါ့ပေါ့နော်ဒီပတ်မင်းအမတာလေးမှာဆိုလို့ရှိရင်ကျွန်တော်ဘက်ထရီနဲ့ အဲဘက်ထရီနဲ့ဘက်ထရီမလိုဝဲနဲ့ကျွန်တော်ပေါ်ပါတော့။တင်ကုန်မောင်းလို့ရမယ့်အနေအထားလေးကိုကျွန်တော်မိတ်ဆက်ပေးရလဲဖြစ်ပါရခင်ဗျာ။တချို့ကတ္တမိုင်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ AC မော်တာအသုံးပြုရဲ့ဂျူရီနာနဲ့အသုံးပြုရဲ့အနေအထားမှာရေထွက်အားကအမှအပြည့်ဝပါရတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပက်မစ်အမတာသုံးခြင်းအတွက်လည်းပဲကျွန်တော်စီကုန်ကြစေမရှိဘဲနဲ့ဆိုလာနဲ့သုံးမယ်ဆိုလို့ရှိရင်ရေထွက်အားလည်းပဲကျွန်တော်ဂျူရီနာသုံးတဲ့နှုံထားအတိုင်းကျွန်တော်ရေထွက်ဖို့ရအတွက်အာမခံပါတယ်ခင်ဗျာဒါက ကျွန်တော်တို့ဒီကောင်လေးကိုအသုံးပြုနေတဲ့တွေအတွက်ဆိုလို့ရှိရင်တော့ဒီမှာရေကိုတနေကိုမောင်းတာမလို့တဲ့ကစမိုင်းအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်မောင်းတဲ့အချိန်မှာကျွန်တော်ပန့်ကိုမောင်းပြီးတော့ဒီကောင်မမောင်းနိုင်တဲ့အချိန်မှာအားနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီကောင်လေးနဲ့ဒီကောင်ပို့လာတဲ့ဆိုလာတွေကိုကျွန်တော်အိမ်ကြီးပေါ့နော်အိမ်ရဲ့ lighting TV ပန်းကမီးတွေကိုအသုံးပြုနေတဲ့ကစမိုင်းအတွက်ဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒီကောင်လေးနဲ့ live ဖက်တဲ့ အင်ဗာတာဘက်ထရီ site တွေကိုပြန်လည်တွက်ချက်ပြီးတော့ကျွန်တော်အုပ်ဆုံးလေးလည်းပဲပြန်ပြီးတော့တွဲဖက်ပေးနေပါတယ်ခင်ဗျအဲအားတော့အခုကျွန်တော် SCD power ဆိုလာမြန်မာမှာအခုပစ္စည်းအတေးရောက်တာလေးနဲ့ကျွန်တော်ဒီ pan လေးကိုမိတ်ဆက်ပေးရင်းနဲ့ဒါသတင်းကောင်းလေးပါတာလည်းဖြစ်ပါတယ်ခင်ဗျကျွန်တော် SCD power ဆိုလာမြန်မာကိုလူကိုယ်တိုင်ကိုရလာရပြီးတဲ့စုံစမ်းနိုင်ပါတယ်လူကိုယ်တိုင်ကလူကိုယ်တိုင်ကိုရလာရပြီးစုံစမ်းနေတဲ့တွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ကျောင်းကျောင်းအနေနဲ့ဆိုလို့ရှိရင်မင်္ဂလာတော်မြို့နယ်မှာရှိပြီးတော့ဆိုင်ခွင့်အနေနဲ့ဆိုလို့ရှိရင်တော့ရန်ကုန်မြို့မှာဇဝနာနဲ့ ဖျားလက်မှတ်နိုင်ကြမှာရှိရဲ AKK shopping mall မှာလည်းပဲကျွန်တော်တို့အဆိုင်ဖက်နေဖွင့်လင်းပေးထားပါတယ်။တခြားမြို့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မန်လေးမြို့မှာလည်းပဲဆိုင်ခွင့်အတစ်ဖွင့်လင်းပေးထားလည်းရှိပါတယ်ခင်ဗျ။လူကိုယ်တိုင်လူကိုယ်တိုင်ကိုရလာရောက်ခြင်းတဲ့တွေပေါ့နော်။ဒါကြလို့ဖုန်းလိုင်းဖုန်းနေနဲ့ဆက်တဲ့ခြင်းလည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ SCD Power Solar မြန်မာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39လေတော့လုံး2860ခွင့်ရှိနေတဲ့39 2530 3096တို့ကိုဆက်တွေ့ဆောင်နိုင်ပါတယ်။မန်လေးမြို့ကိုဆက်တွေ့ကျင်တဲ့ကစမိုင်းအတွက်ဆိုလို့ရှိရင်တော့39 6530 3096 ကုတ6တို့ကိုဆက်တွယ်နိုင်ပြီးတော့39 2530 1990ကိုလည်းပဲဆက်တွယ်ဆောင်နိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျအားလုံးအတူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ